တမနီဆူလင်ဦးအနိုင်ထိုးလိုက်ပြီလို့ပဲကောင်းစင်ပေးလိုက်ပါတော့မယ်ဒီနေ့ပွဲကိုကြည့်မယ်ဆိုရင်လုံးဝလုံးဝကိုကျွန်တော်စိတ်မကောင်းဘူးเนาะတမနီဆူလင်ဦးကဒီကနေ့ထိုးပွဲမှာအကောင်းဆုံးလုပ်ပြသွားတာဖြစ်တယ်သူကိုယ်တိုင်ကလည်းအတိုင်းဆုံးဖြတ်မှာနိုင်ပြီလို့ကိုကုတ်ကိုမှတ်ယူထားတာဖြစ်တယ်ပထမတချီနဲ့နှစ်ချီအတွင်းမှာတမနီဆူလင်ဦးဟာလုံးဝကြီးကိုတဲမဲ့ fighter ကိုဘာမှလုံးမပြနိုင်ခဲ့ဘူးနောက်ဆုံးချီမှာတော့တမနီဆူလင်ဦးကကောင်းအောင်လုပ်ပြနိုင်ခဲ့တာကိုတွေ့ရတယ် အထူးသဖြင့်တော့တမ်မနီဆိုလူကမာဂွန်ကိုပဲအားပြုပြီးတော့မာပညာမှမပါတဲ့ဘာနီစနစ်မှမပါတဲ့เนาะဖိုက်တာတယောက်လိုဖြစ်နေတာကိုကျွန်တော်တို့တွေ့ရတယ်เนาะပြိုင်ပွဲဖိုက်တာကိုထုံးနေဆိုရင်လက်တံကလေးကွာတယ်เนาะကိုထုံးကခွာဆော့ပြီးတော့တမ်မနီဆိုလူကိုထိအောင်ထိုးတတ်တယ်အမှတ်ယူတတ်တယ်ပေါ့ဗျာတမ်မနီဆိုလူကတော့တောက်လျှောက်တိုက်စစ်ဖွင့်ပြီးကစားတယ်ဒါမဲ့သူပဲအထိနာသွားတာဖြစ်တယ်เนาะလိုးမကိုတိတ်ပြီးတော့ကတ်လို့မရဘူးဟိုဘက်ကတော်တော်လေးဦးနီစနစ်ကောင်းတယ်ဗျာ Family Solution ကလည်းအကောင်းဆုံးကြိုးစားသွားရှာပါတယ်ဒီနေရာမှာပြောချင်တာကကျွန်တော်အမြင်ရောပြည်သူ့အမြင်ရောမခြားသောအတွေ့အကြုံရှိတဲ့ရိုးရာလူဝေသမားတွေရဲ့အမြင်ရောပြောရမယ်ဆိုရင်သုံးချီဆိုတာလုံးဝကိုနည်းလွန်းတယ်လို့ပြောကြတယ်နော်ငါးချီသာပေးလိုက်လို့ရှင်တော့ Family Solution ကလုံးဝကိုအနိုင်ပဲဆိုပြီးတော့အားလုံးကခံမှန်ထားကြတာပဲဖြစ်ပါတယ်နော်သုံးချီတချီမှာ3မိနစ်ဆိုတာကတော့လုံးဝလုံးဝကိုနည်းလွန်းပါတယ်လူဝေဖြစ်ဖြစ်တကယ်ကိုစိတ်မကောင်းပါဘူး Family Solution ကတော့ သသိန်းနဲ့စာချုပ်နော်ဒေါ်လာသသိန်းနဲ့စာချုပ်ချုပ်ဆိုပြီးမှဒုက္ခကြီးကြီးရောက်ခဲ့ရပါပြီဗျာသူကောင်းဆုံးလုပ်ပြခဲ့တဲ့ပြည်သက်တွေတိတ်တော့စိတ်မပြတ်ကြပါနဲ့နော်